ကဲမေရှိလူရစ်ဘာတွေဖြစ်ကုန်ပြီလဲဟာဘာတွေဖြစ်ကုန်ပြီလဲဟာဟမ်ဝန်တာလုံးလို့မျက်ရည်များတောင်လဲရှာတယ်ဆိုတော့တချင်းလိုဖြစ်နေပြီနော်ဝန်တာလုံးလို့မျက်ရည်များတောင်လဲရှာတယ်ဆိုတော့တချင်းလိုပဲဟိကဲဘယ်လိုဒီဘယ်လောက်ဖူးကြီးရကြလဲလို့နော်အဲ့တော့ ဟိုလူဆိုတာကတော့မိတ်ဆွေတို့ရဲ့နော်အမြဲတမ်းနေ့တိုင်းဟိုဆယ်ကျင်ခလာငါးရက်ကိုဆယ်ကျင်ရှိရဆယ်ကျင်လို့ပေါက်ချင်ကြတာပေါ့နော်ဒါပေမဲ့ကံတရားဆိုတာရှိသေးတယ်လို့ဟလာဟိုကဘယ်လိုပြောမလဲအမြဲတမ်းပေါက်တိုင်းမှန်နေရင်လည်းနှစ်တောင်မှသလုတ်ကွဲသေးသွားတဲ့နေသားပေါ့နော်အဲ့တော့လောဘဆိုတာတော့လူတိုင်းရှိကြတာလူတိုင်းပေါက်ချင်ကြတာဒါနဲ့အမှားနဲ့အမှန်ဆိုတာတော့ရှိတာပေါ့ဟလာမှားခြင်းမှားမယ်မှန်ခြင်းမှန်မယ်နော်ဒါကကိုယ်ကံတရားပေါ်မှာလည်းမူတည်တယ် ပေါ့လေသဘောတကူကအောက်တယ်လားအဲ့တော့အခုဆိုရင်လည်းဆင်မနက်က3ခွက်ထည့်ပဲเนาะထည့်3ခွက်ဆရာပြောတာလားဒါတော့မှဆရာအခုဒါမိန်ကြမိန်တဲ့တဲ့ကြတာเนาะဆရာ organize ကြိုက်တဲ့တဲ့ကြတာဒီမှာတွေ့လားဆရာကြားပြန်လားဒီကောင်အကြိုက်ဆုံးပဲလို့ဆရာပြောပြခဲ့တယ်เนาะ site ကိုလည်းကြိုက်တာဗျာ site ကိုလည်းကြိုက်တယ်ခဏန်းကိုလည်းကြိုက်တယ်အဲ့လိုเนาะအဲ့တော့အခုဘလူတွေဘလောက်ဖူးတွေရကြလို့ဘလူတွေစီပြကြလေလို့နော်မန်လေးမှာတစ်ချက်တော့မန်ငယ်ပြကြပါဦးတောင်းဆိုပါတယ်ဟဲ့လား ဝမ်းသာခြင်းလုံးလုံးဝမ်းသာလုံးလုံးပါနော်ကဲအဲ့တော့ဆရာမိတ်ဆွေအချင်းချင်းအားခဲပြီးတော့ကျေးဇူးတင်ပါတယ်ဆရာကိုအမြဲတမ်းကြည်ရှုပြီးတော့အားပေးနေကြတဲ့မိတ်ဆွေတွေအတွက်လည်းနော်အဲ့တော့နောက်နောက်ကိုလည်းဆရာထပ်ပြီးတော့ဒီလိုပဲအကောင်းဆုံးလေးတွေဖြစ်အောင်ဆရာကြိုးစားတင်ဆက်ပေးပါမယ်အခုလည်းဆရာဒါအကြိုက်ဆုံး site 3 site ကိုဆရာချပြပေးလိုက်တာနော်တင်ပေးလိုက်တာအကြိုက်ဆုံး site အမှန်တင်နေတာတော့ဆရာကိုယ်တိုင်ကဟိုက ကြိုက်တဲ့ site တွေကြီးအကောင်းဆုံး site တွေကြီးပေါ့နော်ပြောမဆိုရင်တော့ຢာနှုံးပြီးပေါ့ဟုတ်လားຢာနှုံးပြီးကြိုက်တဲ့ site တွေကြီးပဲဆရာပြပြပေးတာနော်တင်တင်ပေးတာကဲအခုဒီညနေလည်းဆရာလာမယ်အကြိုက်ဆုံးဒီမှာအကြိုက်ဆုံးကဏ္ဍတစ်ခွက်ဒီဘက်မှာဒီဘက်မှာဒီဘက် site နှစ် site ကိုဆရာအကြိုက်ဆုံးအဲ့ဒါဒီဘက်မှာမနက်ကလိုပဲဒီမှာကနှစ် site နော်ဒီမှာနှစ် site ဒီမှာကတစ် site နော်မနက်ကလမ်းကြောင်းတော့မှာပဲတစ် site ရှိတယ်အဲ့ဒီလမ်းကြောင်းတော့မှာပဲတစ်ဆိုင်ရှိသေးလေးပဲတစ်ကပ်ပေါ့ဒီမှာတစ်ဆိုင်ကတစ်ခွက်တယ်တစ်ခွက်တယ် เนาะအဲ့ဒါမိတ်ဆွေတို့နောက်ပြီးတော့မှဆရာကဏ္ဍထုတ်ပြီးတော့ဆရာအကြိုက်ဆုံးကဏ္ဍဘယ်ကဏ္ဍဆိုတာဆရာပြောမယ်เนาะအဲ့ဒါမိတ်ဆွေတို့ကိုကြိုက်တဲ့ကဏ္ဍကိုလှုပ်ပါဟုတ်လားအဲ့တော့အခုမနက်ကကြားခဲ့တဲ့ပုံစံမျိုးလေးเนาะ 3D ကလည်းဆရာအဲ့လိုစိုက်မျိုးဆရာတွေ့တယ်နော်တွေ့ထားတာဟုတ်လားအဲ့တော့မညာလည်းပြောခဲ့ပြီနော်ဆရာအများရန်ပြောမှာအဲ့30ရက်နေ့ညဆရာတင်ပေးမယ် 3D အဲ့ဒါတင်ပြီးလို့ရှိရင်အဲ့ဒီဖိုင်ကို ရှယ်တတ်တဲ့လူပေါ့နော်ရှယ်တတ်တဲ့လူကြီးအများရှယ်ပေးပါလို့ဆိုတာတောင်းဆိုပါတယ်နော်ဟာလားဘာဖြစ်လို့ဆိုတော့ကျန်ကရာနှုန်းပြီးတော့ခတ်မှန်းထားတယ်လीနော်ရာနှုန်းပြီးကျင်းတေလောက်ဆီခတ်မှန်းထားလို့အဲ့ဒါကြောင့်ဆီတောင်းဆိုတာပေါ့နော်ကဲဒါဆိုရင်ဒီမှာဒီမနက်ကစိုက်ထဲကနေပြီးပုံစံတစ်ခွက်ကြည့်မယ်ဟာလားတစ်ခွက်ကောင်းကြည့်မယ်နော်ကြိုက်တယ်အဲ့ဒီကဏ္ဍကိုလည်းကြိုက်တယ်အဲ့ဒီကဏ္ဍကိုဆီလုံးဝကြိုက်တယ်အဲ့ဒီကဏ္ဍကိုနော် နောက်တစ်ဘက်မှာလည်းနှစ်ဆိုင်ဒီဘက်နှစ်ဆိုင်ကတော့ခဏတူအတူကဏ္ဍတစ်လုံးပါတယ်ပါတဲ့အတွက်ဒီဘက်မှာကဏ္ဍလေးအဲ့လိုကိုကိုကြည့်ပြီးလှုပ်လှောက်အောင်ပေါ့နော်ကဲဒါဆိုသူက၄ဘင်းတစ်ခါနော်၄ဘင်းတစ်ခါဒီမှာကြည့်မယ်နော်ဒီကနေပြီးတော့9 5 6အဲ့ဒီ၃လုံးပေါင်းပါ၃ညာတဲ့ဟုတ်ပြီနော်ကျွန်တော်နောက်တစ်ပြင်ဆက်ကြည့်မယ်၁၁ရှစ်ဟုတ်ပြီနော် တစ်တစ်ရှစ်ပေါင်းချင်းတည်တဲ့တုံညာတဲ့ဟောပြီနော်အဲ့တော့ဆိုတော့အခုဒီညနေပွဲကိုကြည့်မယ်နော်ဒီညနေပွဲကိုကြည့်တဲ့အခါကျတော့ဗာလဲဒီမှာ3နှစ်1 6တဲ့ကဲအဲ့ဒီအတိုင်းကိုဆရာတို့တွားမှာဟောပြီနော်အဲ့ဒီအတိုင်းတွားမှာအဲ့ဒီအတိုင်းဘယ်လိုတွားမလဲတဲ့ဆိုတော့တကွက်တဲ့ကောင်းမကောင်းကြိုက်တယ်ဆရာနော်အားရရောမလို့တဲ့ခဏမျိုးဒီခဏမျိုးကနော်ကဲအဲ့တော့ဒီတုံးလုံး 9563ญาဖြစ်လို့တဲ့ဒီမှာကြည့်ဒီမှာ343အဲ့ဒီအထောင်3လုံးသည်လေတုံညပဲဖြစ်ရမယ်တဲ့ဟုတ်ပြီနော်အဲ့တော့တခါဒီတုံညကြောင့်ဒီလိုထောင်3လုံးတုံညလို့ဖြစ်လိုက်တာလေတဲ့ဒီမှာဒီ3လုံးသည်လေတုံညပဲဖြစ်ရမယ်တဲ့ဟောတုံည3လုံးနဲ့သွားတာဟုတ်ပြီနော်ဒါတခါနော်ကဲဒုတိယတခါကြည့်မယ်အဲ့တော့ဒီမှာလဲသူက တစ်တုံညာရတယ်အဲ့ဒီတုံညာကြောင်တဲ့ဒီမှာအထောင်သုံးလုံးတုံညာဖြစ်အောင်တဲ့ဗာထဲ့မယ်ဒီမှာ၄၆လို့ရှိချင်းကြောင်တုံညာထိတ်လို့ထဲ့မယ်တဲ့ကဲဒါဆိုတုံညာတော်ရပြန်နော်တုံညာထိတ်လို့ထဲ့မယ်နော်ကဲတုံညာထိတ်လို့ထဲ့တဲ့အခါကျတော့ဒီမှာက၆တုံညာနှလုံးရပြီဟုတ်တယ်ဒီလိုတုံညာပြန်ဖြစ်ရမှာဟုတ်အဲ့တော့ဒီမှာ၆တုံညာနှလုံးရပြီဖြစ်တဲ့အတွက်တုံညာဖြစ်အောင်ဆိုရင်ဗာပိတ်လိုက်မယ်၄ဆိုတဲ့ကဏ္ဍတလုံးပိတ်လိုက်မယ်ဒါဆိုရင်တုံညာ၄လို့ရဟုတ်ပြီနော်တဲ့ပဲနော်သူလည်း ဒီမှာနော်ဒီမှာ၃နှစ်လို့ကြားတယ်နော်ဒီမှာ၃နှစ်လို့ကြားတယ်ဒီမှာ၅၄ပြီးဒီမှာ၃လို့သူကစီနီယာလိုက်သွားမယ်ဆိုတော့အဲ့လိုလေးပြိဟိကြပေါ့နော်၅၄၃လို့ရိုက်ပြရမှာဒါပေမဲ့၃ပါကွာရှင့်နဲ့သွားလိုက်မယ်သူနော်အဲ့ဒါဆိုရင်ဒီမှာထပ်ကြည့်မယ်အဲ့တော့၃နှစ်တက်က6တဲ့အဲ့ဒီ6ကြောင်တဲ့ဒီအထောင်၃လုံး6ဖြစ်ရမယ်တဲ့ဆိုရင်ကဲပါထဲ့မလဲမိတ်ဆွေတို့ အဲ့ဒီအထောင်သုံးလို့6ဖြစ်ရမှာဆိုဒီမှာခွန်ရှိခြင်းကြောင့်ကိုထိတ်လို့ဝင်ပြရမယ်တဲ့တလုံးကိုထိတ်ရပြီတလုံးနော်ကေတာ6နှလုံးရပြီကေတာဆိုရင်ဒီသုံးလုံး6ဖြစ်အောင်ပါထည့်မလဲနောက်မှာဒီမှာကို8က8ကိုခွန်လို့ရှိတယ်ခွန်လို့ရှိခြင်းကြောင့်တဲ့သူက6ဖြစ်အောင်ဆိုရင်နောက်ကပါထည့်မလဲကိုပဲတက်တက်ပြရမယ်မိတ်ဆွေတို့ကိုပဲပိတ်ပြရမယ်ကိုကိုတဲ့ဗျာဘောင်းအပူကြီးကောင်းမကောင်းပြူးနေတာပဲအပူကြီးတို့အဲ့မှာ နော်အဲ့မှာကိုကိုတဲ့တကွက်တယ်ဟောမနော်အမားကလာမှာကခုနဆရာပြောသလိုဒီမှာ၅ပွင့်ဒီမှာ၄ပွင့်ဒီမှာ၃ပွင့်လို့ဖြစ်ရမှာတွေ့လားနော်၃ပွင့်လို့ဖြစ်ရမှာဆိုတော့တကွက်တော့ရှိတယ်၄ကိုတို့ဘာလို့လှုပ်သွားမှာပူရတယ်နော်၄ကိုလို့လှုပ်သွားမှာပူရတယ်ပါဝါရှိသေးတယ်တွေ့လားပါဝါမကြသေးဘူးတော့မိတ်ဆွေတို့ဒီထဲမှာဒီခုဒီတစ်ပတ်ထဲမှာအော်ဒီမှာပါဝါ၆တိတ်ကြတာပြီနော်အဲ့တော့အပူကြံနေတယ်ကိုကိုနော်ကိုကိုအပူကြံနေတယ်နောက်ဘာလဲညီကို ဟုတ်တယ်ညီကိုမကြသေးဘူးเนาะညီအော်ညီကိုကအခုဒီမှာကြပြီညီကိုကြပြီပါဝါကြပြီနှလုံး30ကြပြီအပူကြနေတာကနန်းကောင်းနေမိတ်ဆွေတို့เนาะကိုကိုတက်ွက်တဲ့လှတယ်เนาะဒီဆိုင်လေးကြိုက်တယ်ဆရာเนาะကဲကောင်းမိတာဆိုရင်ဒီမှာကိုကိုလို့ဆရာတက်ွက်တင်လာလိုက်မှာဟမ်လားကဲကိုကိုတက်ွက်တင်လာလိုက်ပြီเนาะကဲကောင်းပြီဒါဆိုဒီဘက်ကဆိုင်လေးကြည့်အောင်ဒီဘက်ကဆိုင်လေးရလေကြိုက်တယ်เนาะဒီဘက်ကဆိုင်ကိုလည်းကြိုက်တယ် ကဲဒီဘက်ကဆိုင်ကဘလို့လာမလဲတဲ့ဆိုတဲ့ခါကျတော့ကဲဒီမှာတစ်ချက်ကြည့်မယ်နော်ဘလို့ကြည့်မလဲဆိုတော့ဟောဒီမှာလေးလေးတုံညနော်လေးလေးတုံညတဲ့လေးလေးတုံညတုံလုံးပေါင်းချင်းရှေ့တဲ့ဟုတ်ပြီနော်သူကသုံးပင်ဇက်တိုက်သွားမှာလားသုံးပင်သုံးပင်တစ်ခါသုံးပင်တစ်ခါဇက်တိုက်သွားမှာ6တုံညနှစ်ပေါင်းချင်းဒီလေ ရှစ်ပဲတဲ့ဟုတ်ပြီနော်ကဲဒါဆိုရင်ဒီရှစ်ဖြစ်အောင်တလုံးထည့်မယ်နော်ဒါဒီရှစ်ဖြစ်အောင်ကျွင်ဘာထိတ်ထည့်ပြရမယ်ဒီမှာ၅ရှိကြအောင်၃ထည့်တဲ့ဟုတ်ပြီနော်တလုံးအဲ့ဒီကနေပြီးတော့အပိတ်ကိုတစ်ချက်ကြည့်မယ်အဲ့တော့ဒီ၃လုံး၄၄၃ည၈လို့ထည့်လိုက်တာ ਨੇ တဲ့ဒီမှာနှစ်နှစ်၄နှစ်နှစ်၄ပေါင်းချင်းဒီလေ၈ပါပဲတဲ့ဟုတ်ပြီနော် အဲ့ဒါပြီးတာနဲ့တခါဒီမှာဒီသုံးလုံးရှစ်လို့ရဲဖို့က6ထဲကြီးတယ်အဲ့ဒီမှာတခါထပ်ပြီးတော့ဒီသုံးလုံးတွေလည်းသူကရှစ်လို့ပဲထည့်ပြီးရမယ်တဲ့ဩဒီမှာ6တုံညာရှိခြင်းကြောင့်နှစ်ပိတဲ့အဲ့သုံးလုံးလည်းရှစ်ပဲတဲ့နော်ဒီမှာ6တုံညာနှစ်ရှစ်ကိုဒီသုံးလုံးရှစ်လို့ထည့်တယ်4 4တုံညာရှစ်ကိုနှစ်နှစ်4နဲ့ရှစ်တယ်ဟုတ်ပြီနော်ကဲဒါဆိုရင်အခုဒီရှစ်ဖြစ်အောင်ဆိုရင်ဆရာတို့ကသုံးထည့်လို့ရပြီအဲ့တော့သုံးထည့်လို့ရပြီ တုံးထည့်လို့ရတဲ့ခါကျတော့တော့နောက်တစ်ခါဒီမှာဒီရှစ်ခုကြည့်ရမယ်နော်ဒီတုံးလို့ရှစ်ဖြစ်အောင်ထည့်ရမယ်တဲ့ဒါဆိုရင်ဘာထည့်မလဲဒီမှာ6နှစ်ကဟော6နှစ်ကတက်လို့ရှိတယ်တက်လို့ရှိတော့ तू ကရှစ်ဖြစ်အောင်ဆိုရင်ခွန်တလုံးပိတ်ပြရမှာပေါ့ဟုတ်ပြီနော်ဒါမှ6နှစ်ခွန်မှာရှစ်ဖြစ်မှာကဲအဲ့ဒါဆိုရင်30ခွန်လို့တကွက်ထွက်လာတယ်ဟုတ်လားအဲ့တော့ဟိုမှာ6 6ဒီမှာ3ခွန်နော်တူတို့နှလုံးပေါင်းပြီးကြလဲ နှစ်ကွက်ပေါင်းပြီးတော့လေသူကပေါက်ကွက်ဖြစ်သွားလို့ရတယ်နော်အရင်အဲ့လိုညုံခဲ့ဘူးလေနော်ဆရာတွေ့ခဲ့ဘူးလေဖြစ်လဲဖြစ်ခဲ့ဘူးလေဟာလားခဲတာဆိုရင်နောက်တစ်ဆက်ကြည့်မယ်နောက်တစ်ဆက်ကိုဆရာကာလာလေးခွဲလိုက်မယ်လားသူကတော့ဒီမှာဒီဒီနားလေးနေဒီနားလေးနေလုံတာဒီဘေးကနေဒီကိုလုံနေတာနော်ဒါလေးကအနီးကပ်လေးဒီကနေဒီကိုလုံတယ်တဲမဟုတ်တော့ဒီကောင်တမျိုးမျိုးလုံလိုက်မယ်မိတ်ဆွေတို့နော်ဘယ်လိုလုံမလဲဆိုဒီမှာကြည့်ဒီမှာနော်โอ้ซวยละ ဒီမှာရောရည်နော်အဲ့တော့တုံညာ6 16အဲ့ဒီတုံလုံး၄လုံးဒီ၄လုံးပေါင်းခြင်းဒီ၃တော့ဒီမှာတုံညာ6 16အဲ့၄လုံးပေါင်းခြင်းဒီ၃တော့အဲ့ဒီကနေပြီးတော့တခါဒီမှာထပ်ကြည့်မယ်ဒီလားအဲ့မှာ9 1 1တဲ့လားဒီလေးလုံးပေါင်းရင်လည်း3ပဲတဲ့ဒီမှာ တက်က30ဒီနှစ်တည်းနဲ့ပေါအောင်လဲသုံးမယ်တဲ့ဆိုတော့အဲ့ဒါဆိုရင်ဒီ3ဖြစ်အောင်ဆိုရင်ကျားတို့ဘာထပ်ထည့်မလဲဆိုတော့ဒီမှာက6ခွန်ဘောင်း2 8 9ဟာဘယ်လောက်ရှိလဲ6လို့ရှိတာ6လို့ရှိတော့3ဖြစ်အောင်ဆိုရင်ကျားတို့ဒီနေရာမှာ၄ထိပ်လို့တလုံးထည့်ပြရအောင်ဟုတ်ပြီနော်၄ထိပ်လို့ထည့်ပြရအောင်ဒါမှဒီမှာ6 2 8က ကိုကိုးနဲ့လေးနဲ့ပေါင်းမှာတုံးလို့ရမှာနော်ဒါတုံးထိတ်လို့တလုံးထိတ်ပြီးမယ်ကဲဒါဆိုရင်နောက်နောက်ပင်ကိုကြည့်အောင်နောက်ဆက်ကိုကြည့်အောင်ခုနကတော့ဒီကောင်တုံးတော့အဲ့ဒီလူကဒီမှာကြည့်နောက်လေးလုံးပြန်ကြည့်ဒီမှာဒီမှာနော်ဒီမှာခွန်၁6နှစ်ခုနကဒီလေးလုံးတုံးတာနော်ရှေ့ရအခုကနောက်လေးလုံးပြန်ကြည့်ခွန်6နှစ်၁ကပေါင်းရင်အဘယ်လောက်လဲခွန်6နှစ်5တင့်နဲ့ပေါင်းတော့6တဲ့နော်အဲ့ဒီကောင်ပေါင်းရင်6တဲ့ ဲ့တော့ရှေ့လေးလုံးပေါင်းတာ3နောက်လေးလုံးပေါင်းတာ6အဲ့လိုထွက်တာเนาะအဲ့တော့တခါတည်းမှာရှေ့3ဖြစ်အောင်ねဒီလိုမှာတစ်ထိပ်ပေါ့เนาะမင်းညက်နေရဟလားတစ်ထိပ်ပေါ့အဲ့ဒါကိုဒီကောင်က6ဖြစ်အောင်ဆိုရင်ねဘာထည့်မလဲเนาะဒီမှာ1တစ်ဟော1 6တစ်က9လို့ရှိじゃんเนาะအဲ့6ဖြစ်အောင်ဆိုရင်ဒီမှာခွန်ပေးရမှာပေါ့ဟုတ်ပြီเนาะအဲ့တော့ဒီလေးလုံးนี่လေ6ပဲတဲ့တွေ့လားရှေ့လေးလုံးဒီ3ဒီလေးလုံး3ဟုတ်လားဒီလေးလုံး3ဒီလေးလုံး6 ရှေ့လေးလုံး၃နောက်လေးလုံး၆ကြည့်တာဆိုရင်အခုဒီရှေ့လေးလုံး၃ဖြစ်အောင်ဆိုလို့ရှိရင်ခုနကတော့ဒီမှာ၉၈၉ကကိုးရှိတဲ့အတွက်၄ထိပ်အဲ့ဒါကဟိုဒီလေးလုံး၆လို့ဖြစ်အောင်ဆိုရင်တဲ့သူကဒီမှာ၄ရတာပဲနော်ခုန၄၈ဒီမှာ၄ထိပ်ဆိုတော့၈၈၄ရ၃လို့ရှိတာအော်နော်ဒီမှာ၄ထိပ်ဝင်ပါဦးကွာဒီ၃ဒီ၃ဖြစ်အောင်ဆို၄ထိပ်နော်၄ထိပ်ဆိုတော့၄ထိပ်နဲ့ဒီက၈နဲ့ပေါင်းခြင်းကဘယ်လောက်လဲ၃၃ဆိုတော့ 6ပြောင်းဆိုလို့ရှိရင် तू ကနောက်ကပါပိတ်မယ်3မထပ်ပိတ်ပြရမှာ43တကွက်ကောင်းတယ်ပြအဲ့ဒီကနားကလေနော်အဲ့ဒီကနားကလေကောင်းတယ်ဆိုတော့ဗရိတ်ခွန်ရှိတယ်လीခွန်ဗရိတ်ရှိတယ်နော်ခွန်ဗရိတ်ရှိတယ်ဒီ43တကွက်လဲကြိုက်တယ်ဆရာနော်အဲ့တော့43နဲ့ကိုကိုဆရာမင်းအကြိုက်ဆုံးပေါ့ရှင်းအောင်ပြောရအောင်ဟုတ်ပြီနော်ဆရာအကြိုက်ဆုံးက၄၃ကိုကိုပဲနော်အဲ့တော့အဲ့၃ခုကိုမိတ်ဆွေတို့ဒီမှာကြည့်ဘရိတ်ခွန်ဆရာတစ်ချက်ပြမယ်ဒီထဲမှာပြမယ်နော်ခွန်ဘရိတ်ရှိတယ်ဘရိတ်ခွန်ကိုတစ်ချက်ပြပေးမယ်ပြီးရင် တော်ပြီပေါ့အဲ့ဒါလေးပြပေးမယ်နော်ပရိခွန်လေးဒီမှာကြည့်မကလာခွဲလိုက်မယ်နော်ရှင်းနှစ်လေးပေါင်းခြင်းဒီလေးဟုတ်ပြီနော်သူအပင်ဆက်တိုက်သွားမှာနော်အဲ့တော့ဒီလေးကြောင့်ရှင်းနှစ်လေးပေါင်းခြင်း၄ကြောင့်နဲ့၄နှက်ခတ်စီဒီသုံးလုံးနှစ်လို့ထည့်တယ်တဲ့ဒီမှာ၄ရဲ့နှက်ခတ်နှစ်လို့ထည့်တယ်ဒီမှာရှေ့ရှိရင်ကြောင့်ပရိ၄ပေါ့ဒါဟုတ်ပြီနော်အဲ့ဒီနောက်တစ်ဝက်ဆက်ကြည့်မယ် ဒီမှာ263ညနော်63ညနှစ်ကဘယ်လောက်လဲ8အဲ့တော့8လို့ဖြစ်လို့ဒီမှာ8နှစ်ခတ်စီဒီသုံးလုံးက1လို့ထည့်ရမယ်တဲ့ဒီလားအဲ့တော့ဒီမှာ3ရှိခြင်းကြောင့်ပြိ8ပေါ်ဒီမှာဒါပြိနော်ကင်ကောင်းမီတာဆိုရင်ဒီမှာ9 1နှစ်နော်1နှစ်ကိုပေါင်းခြင်းရနှဲတဲ့အဲ့တော့နှစ်နှစ်ခတ်စီတဲ့ဒီသုံးလုံး၄လို့ထည့်ရမယ်တဲ့ ဆိုတော့ဒီမှာခွန်ရှိခြင်းတွေ့လားအပေါ်မှာခွန်လို့ပိတ်ထားတယ်နိမနေ့ကခွန်လို့ပိတ်ထားတယ်ဆိုတော့၄ဖြောင်ဆိုရင်ဒီနေရာမှာ तू ကဗရိတ်ခွန်ဖြစ်ရမယ်တဲ့ဟုတ်ပြီနော်ဗရိတ်ခွန်လို့ထွက်ပြရမယ်ဗရိတ်ခွန်ဖြစ်ရမယ်ဆိုတော့ဒီ၄၃ကခွန်ဗရိတ်နဲ့အရန်လှနေတယ်အဲ့ဒီ၄၃ကเนาะအဲ့တော့အခုဒီညနေအတိုင်းတာကဘောနော်ကဲဒီလောက်ဆိုရင်တော့မိတ်ဆွေတို့ကျေနပ်လောက်ပါနော်ဒီမှာဗရိတ်ခွန်နော်ဒီဘက်ကဗရိတ်ခွန်ရှိတယ်ဟုတ်မှလည်း၄၃เนี่ยအရန်လှတယ်နော်အရန်လှတယ်ဆိုတော့အဲ့တော့ဆရာအကြိုက်ဆုံးပေါ့နော်ဆရာအကြိုက်ဆုံးဆိုလို့ရှိရင်၄၃နဲ့ ကိုကိုဒါပဲအဲ့ဒါကိုမိတ်ဆွေတို့ရောပြီးတော့ရောတမမှုပြီးထိုးခြင်းလဲထိုးလို့ရတယ်နော်ဟုတ်လားအဲ့တုံးခွန်ကတော့ရန်ယုံလေးပဲတုံးခွန်ကတော့အရန်ပဲမရန်လဲရတယ်ကိစ္စမရှိဘူးနော်တုံးခွန်ကမရန်လဲရတယ်ကိစ္စမရှိဘူးနော်ဒီမှာတုံညခွန်နှစ်ခွန်ဟုတ်တယ်လေးသုံးလောက်ကတော်တော်လှတယ်နော်လေသုံးနဲ့အကူကူနဲ့အရန်လှတယ်အပူကလည်းရှိနေတယ်လေနော်ညီကူကတော့ကြာပြီဒါလေသုံးကလည်းညီကူဟုတ်လားပူကအပူအဲလေသုံးနဲ့ ကူးကူးနေပါတော့ကောင်းမီတာဆိုရင်ဒီမှာ43လို့တကွထည့်မယ်နော်အဲ့တော့39ကရန်ဝင်းရန်မယ်နော်ဒီကောင်ရန်မယ်ဟုတ်လားဒီကောင်အရန်လေးပဲနော်ပါပါလေးပဲရန်မယ်နော်ဒီကောင်ပါပါလေးဒီကောင်လေးကတော့ဒီနှစ်ကွက် main ပေါ့ဟုတ်လားနော်ဒီနှစ်ကွက် main ဒီနှစ်ကွက်က main ပဲနော်အဲ့ဒါမိတ်ဆွေတို့ကြိုက်တာတင်ထိုးပြီးတော့တဲ့ပဲနော်အာပါပါဟုတ်လားထုံးစံတိုင်း ကဲအားလုံးအဆင်ပြေကြပါစေစိတ်အချမ်းသာနဲ့ကိုယ်အကျမ်းမှန်ချင်းပြည့်စုံကြပါစေနော်ကဲညနေလေးထပ်ပြီးအောင်ပွဲခံနိုင်ကြပါစေလို့ဆရာဆုတောင်းပေးလိုက်ပါတယ်နော်ဆရာတို့အမှအကြိုက်ဆုံး site တွေဆရာဟပြပေးတယ်နော်အကြိုက်ဆုံး site တွေပြဆရာတင်ပေးလိုက်တာအဲ့တော့မိတ်ဆွေတို့အနေနဲ့အဒီကောင်းကိုအခုဘယ်နှလုံးလဲဒါကဘယ်နှ3 4 3ခွန်4ကိုကနာ4လုံးနဲ့ရှိရခွေမဆုံအောင်ခွေလို့ရတယ်နော်အဲ့တော့မခွေနိုင်ရင်လည်းမခွေနဲ့ဟဲ့အဲ့ဒီတိုင်းပဲတဲ့တယ်ပဲချက်ကြာလို့ရှုပ်လို့ ကဲအဲ့တော့ဒီမနေ့ခုနဆရာပြောသလိုပေါ့နော်ရတဲ့လူလေးတွေမှန်လေးတွေတစ်ချက်မှန်ငယ်ပြီလို့နော်ဆရာဝန်တာလုံးတော့ပါခုနဆရာပြောတဲ့တခြင်းလို့ဟာလားဝန်တာလုံးလို့မျက်ရည်များတော့လဲရှာတယ်ဆိုအေးအဲ့လိုပဲဆရာတော်တော်ပီတိဖြစ်တယ်လေနော်ကဲအားလုံးပဲဆင်ပြေကြပါစီဘိုင်ဘိုင်ကဲဆရာတို့နောက်တစ်ပတ်ကျရင်ပြန်ဆုံကြမယ်လို့ဟာလားနော်ကဲဆင်ပြေကြပါစီဗျာ စိတ်ချမ်းသာနဲ့ကိုကြီးကျမ်းမာကြီးပြည့်စုံကြပါစေလူရင်းဆန္ဒနဲ့တလုံးတစ်ဝက်ပြည့်ကြပါစေနော်ကဲဒီညနေဆက်ပြီးအောင်မွေးခံကြမယ်နော်